တူရကီပေါ့တူရကီပညာရှင်တွေတွေ့တယ်အရန်တော်တယ်ဗျအရန်လေးစားဖို့လည်းကောင်းတယ်အဲကျွန်တော်မှဘာမရှိဘူးလဲဆိုတော့ကျွန်တော်တို့ကဲတင်ဖို့အတွက်ကျွန်တော်မှပြည့်စည်ပြည့်စုံမရှိဘူးမရှိတဲ့အတွက်ကိုသူတို့အခုညီတောင်းရတယ်အဲ့မှာကျွန်တော်တို့လေးလာတလောက်ကတော့တော်တော်တော်တယ်ဗျ။အာသူတို့ဒီအထက်မှာပိတ်မိနေတဲ့လူတွေကိုစိတ်နဲ့ခွန်အားတွေပါပေးတာ။အာဒါလေးစားစရာပဲဗျ။လေးစားစရာပဲကျွန်တော်လည်းအတွေ့အကြုံတစ်ခုရတယ်ဗောဗျာ။ ဒီမမြင်ရတဲ့လူကိုအထက်ကပြန်ပြောလိုက်တဲ့စကားဆံကြားရတာကိုကျွန်တော်ကအယောင်ပျော်သွားတာဒီလူရှင်သေးတယ်ဆိုတဲ့စိတ်နဲ့ကျွန်တော်မတရားစူးစမ်းယူခဲ့တာအဲအဲ့တော့ကျွန်တော်နောက်ဆုံးကယ်ခဲ့တဲ့နှစ်ယောက်ပေါ့အဲအေဂျင်တာဟိုတယ်ကတော့အဲအဲ့နှစ်ယောက်ကတော့နေပြီးအေဂျင်တာဟိုတယ်ကနေ့ကတော့ရှင်သွားတယ်ပေါ့ဗျာမြေပြင်အခြေအနေရပြောရင်တော့ပြည့်စုံနေပြီတကယ်လှူခြင်းနဲ့ဆိုရင်ပြန်လဲထူထောင်ရေးကြရင်လှူပါ ဒီပြန်လဲထူထောင်ကြရင်ကိုသွတ်တစ်ချက်တတ်နိုင်လားနှစ်ချက်တတ်နိုင်လားဘီလဲလိမတိတ်တတ်နိုင်လားနှစ်တတ်နိုင်လားအဲ့လိုမျိုးတွေ ठी ရောက်လှူပေးပါအဲ့လိုတော့ပြောချင်တယ်ဗျသူကတော့29 30ပေါ့29 30ကပြီးစပြီးကြည့်တာဒီနေ့အထိပဲပေါ့ညဆိုလဲတနအိဝဲတော့မှပြန်ရောက်တယ်။ဒါဆိုတရက်တက်တယ်ပြန်လာတယ်ပြည်စည်းစုတယ် နောက်တည့်ပြန်တက်အဲ့တော့တောက်လျှောက်တော့လှူပေးနေရပဲဗျကျွန်တော်ရှင်တန်းရောက်သွားတဲ့အချိန်ကျတော့နောက်တန်းပါတယ်အလှူခံဖို့ဆိုတာတက်ပြောနည်းနည်းခက်ခဲသွားတယ်ဗျအဲကျွန်တော်ကတော့တက်ပြောအဲ့လိုအလှူခံတဲ့အဆင့်ကိုတက်မလို့ပဲနဲ့ကျွန်တော်ကျွန်တော် page နဲ့ပေါ့အာဘာလေးတွေလိုအပ်နေပါပြီဆိုတော့ဒါတော့ပဲပြောလိုက်တယ်ကျွန်တော်လူရှင်နေအကုန်လုံးကလည်းဘာလို့လဲဆိုကျွန်တော်ဖုံးဆက်ပြီးတော့ဘယ်နေမှာဘာပစ္စည်းလိုက်ပါဘယ်နေမှာဘာပစ္စည်းတဲလိုက်ပါပေါ့အဲ့လိုအချို့ကြောင့်ငွေငွေကြေးအလူလူပေးတာရှိတယ်။ဒါပေမဲ့ကျွန်တော်အလူမခံပေမဲ့အလူခံလို့ပဲ အဲကျွန်တော်တစ်ခေါက်သွင်းရင်14ဘီဘုံကားပေါ့အဲအဲ့ဒါအပြည့်ပါတယ်အပြည့်အပြည့်ပါဟိုအလူရှင်တယောက်ပြီးတယောက်သာပြောင်းသွားတယ်ကားကတော့နေတိုင်းထွက်နေရတယ်အဲပြောရရင်တော့ဒီအလူရှင်အလူမခံဘဲအလူရှင်ရဲ့ကိုယ့်ရဲ့လုံအောင်သူတို့သိနေတော့ဝိုင်းပြီးတော့ကူညီပေးကြပါတယ်နောက်တစ်ခေါက်သွားကျွန်တော်မနေ့ကတစ်ခေါက်သွားပြီးတော့ကျွန်တော်ဒီလူတိုင်းကိုရက်လိုက်မယ်ဗျရက်ပြီးတော့ကျွန်တော်ချေးရွာတွေမှာအဓိကရေမြင်ရတော့ဘူးရေမြင်ရတော့ရေရင်းတွေတူဖို့ကျွန်တော်အလူရှင်နဲ့ချိတ်ဆက်ပြီးပါပြီအဲ ရေမရတဲ့ကြေးရွာတွေကိုကျွန်တော်ရေတွင်းနဲ့လိုက်ကူးပေးမယ်ရေတွင်းတွင်းကိုကျွန်တော်ခံမှန်းကြရတော့ဘာလို့ကြမထင်လဲဗျာ150ဝန်းကျင်တော့ကြမယ်96နဲ့ပေါ့96ဆက်နဲ့ပေါ့150ဝန်းကျင်တော့ကြမယ်အဲ့လေတော့လိုက်ကူးပေးဖို့စီစဉ်နေပါဗျာတည်င်းအမားရေတက်တယ်ဗျာတည်င်းမိုက်တော့တက်တော့ဟိုလက်ရှိကလည်းအကြီးလှုပ်သွားပြီးတဲ့အဖြစ်ပါတောက်လျှောက်အသေးလေးလည်းလှုပ်နေတယ်ဟိုသူကဒီအနေထိုင်ကိုခံစားနေရခံစားပြီးသွားတဲ့အချိန်မှာအိမ်ကြီးကမြင်ရတယ်နေလို့မရဘူး ဒါပေမဲ့အဲ့အိမ်တွေကိုရဲ့ရှေ့မှာပဲသူ platform ပေါ်တာဘာကြီးခေကျော်လည်း platform ကိုအိတ်လာတာပါဒါခေသေးသမားအကုန်လုံးပါပဲအကုန်လုံး platform ကိုအိတ် platform ကိုစားလာတဲ့လူတွေအိမ်သားမရှိရေရွက်ကမရှိဘူးဒါကျွန်တော်ရဲ့အဖြစ်တွေကအဲ့လိုပေါ့ကျုံရင်ကျုံတယ်လို့တော်တော်ဝေးတဲ့နေရာမှာဖုန်းကြောင်းကအခုညတော့ရေချိုးရတယ်အိမ်သားတက်ရတယ်တော့အပေါ်ဘားသွားတော့အဆင်ပြေတဲ့နေရာသွားရတော့ဒါခေသေးသမားအကုန်လုံးရဲ့ဒါခံစားတဲ့ဟိုဟာတွေပေါ့ဟုတ်ဒီလူတွေကြောက်လေဒီငလင်ဘေးကိုအကြီးကြီးခံစားပြီးတဲ့အချိန်မှာနောက်တစ်ခါနောက်တစ်ခါကြီးကိုသူတို့ကြောက်နေတယ် ကြောက်နေတော့တခုလောက်လိုက်ပြီဆိုဂျွန်နာကအုံနေကြပြီကျွန်တော်ဟိုအကုန်လုံးကဝိုင်းပြီးတော့တာဘယ်ကြီးကိအိတ်ကြတာဟုတ်အဲ့တော့ရောက်လာကြပြီမမဖြစ်ပါဘူးကျွန်တော်ဝေးပါတယ်ကျွန်တော်ဒီလောက်တဲ့နေရာနဲ့ဝေးတယ်ပြိုတဲ့နေရာနဲ့ဝေးတဲ့တော့အေးချင်းချင်းနေကြပါဒါပေမဲ့အဲ့ဒီရဲ့သူစိတ်ခံစားချက်ကြီးကတော့ဖြောက်လို့မရဘူးနင်းတဲ့အတန်အတန်ကြောက်ဆိုနေဆိုကြောက်နေကြပြီအဲ့အဲ့လိုတော့နင်းနေလေစိတ်သက်ခွန်ကတော့ကျွန်တော်နင်းနေတော့ပေးနေရတယ်ဗျအခုချိန်ကြီးကိုလေအာငိုတာပေါ့ငိုတာပေါ့ငိုတာမှဟို ကိုကရောပြီးတော့သူတို့နဲ့ရောပြီးစိတ်မကောင်းဖြစ်တယ်။ဘာလို့လဲဆိုတော့ तू အနည်းနဲ့လှထားလှလှစူးခဲ့တဲ့ဟာတွေဒီတစ်ချိန်လေးတော့ तू အကုန်လုံးဆုံးရှုံးသွားတာလေ။ဒီအိမ်တလုံးရဖို့သူတို့ပြောပြချက်ရတော့၁၈နှစ်၂၀လောက်ကိုဒီအိမ်သေးသေးလေးတလုံးသူတို့အနည်းနဲ့လှလှစူးခဲ့ရတာ။ဒီအိမ်လေးနဲ့ပိုင်လဲပိုင်မျိုးပိုင်တဲ့အချိန်မှာသိပ်မကြခင်6လတင်းတဲ့အတွင်းမှာဒါကြီးပြက်စီးသွားဆိုတော့သူတို့တို့ကတော့ကဘာပြက်သွားတာကိုလေ။ကဘာပြက်သွားဆိုတော့သူတို့လည်းစိတ်မကောင်းသူတို့ကိုရီးယားလည်းစိတ်မကောင်းပါဘူး။ဒါအားလုံးနဲ့ထပ်ပြီးစိတ်မကောင်းတော့ အဓိကစိတ်ပိုးစိတ်မကောင်းတော့ကျွန်တော်ရှေးဟောင်းအမွေနစ်တွေဖျားတယ်အများကြီးပျက်စီးသွားတယ်ကဲသေးအရင်လောက်တာဗျကဲသေးလောက်ပြီးတော့မှအခုကဲသေးရအားလုံးနည်းနည်းလေးလူအများအများကြီးဟိုပြည့်စုံသွားပြီဆိုမှကျွန်တော်လူတိုင်းကိုပြန်ဆင်းလာကိုယ်တိုင်ကဲခဲ့ရတော့နောက်ဆုံးကျွန်တော်ကဲခဲ့တဲ့ဟောဆိုရင်အေဂျင်တာပေါ့အေဂျင်တာဟိုတယ်မှာလူမျိုးပိတ်မိတယ်အဲသူတို့လည်းလာပြီးပြောတယ်လူမျိုးအထဲမှာပိတ်မိနေတယ်ကဲပေးပါကဲပေးပါဆိုတော့အထဲမှာသေလက်ရှင်လားမသိဘူး ဒါပေမဲ့လူနှစ်ယောက်ပိတ်မိတယ်ဆိုတော့ဒရင်ရတယ်အဲကျွန်တော်ဝင်ကြည့်တော့ဒီနှစ်ထက်ကအောက်ထက်ကိုမြုပ်နေပြီကျွန်တော်ခွန်အားနဲ့ဒီအရကြီးလုံးလို့မရဘူးအဲ့တော့ကျွန်တော်နီးစပ်အဖွဲ့စည်းတွေကိုချိန်ဆက်တယ်အဲနိုင်ငံတော်အဖွဲ့စည်းတွေနေသူချိန်ဆက်တဲ့ဘေးအဖွဲ့တွေရောက်လာတယ်အဲကျွန်တော်နဲ့လာတွဲလာတော့တူရကီပေါ့တူရကီပညာရှင်တွေတွေ့တယ်အရန်တော်တယ်ဗျအရန်လေးစားဖို့လည်းကောင်းတယ်အဲကျွန်တော်မှဘာမရှိဘူးလဲဆိုတော့ကျွန်တော်တို့ကဲတင်ဖို့အတွက်ကျွန်တော်မှပြည့်စုံမရှိဘူး မရှိတဲ့အတွက်ကိုသူတို့အခုညီတောင်းရတယ်အဲသူတို့ကလာတဲ့အခုညီပေးတယ်ကံကောင်းထောက်မှာဆိုနှစ်ယောက်စလုံးအသက်ရှင်တယ်ဟဲ့အဲ့ဒါတော့အရန်ဝင်းတာဖို့ကောင်းတယ်ပေါ့ဝင်းတာဖို့ကောင်းတယ်ဆိုတော့တရက်ကတယောက်က9ရက်ကြာတယ်တယောက်က6ရက်ကြာတယ်အဲအဲ့မှာကျွန်တော်တို့လေးလာတဲ့လောက်ကတော့တော်တော်တော်တယ်ဗျဟာသူတို့ဒီအထက်မှာပိတ်မိနေတဲ့လူတွေကိုစိတ်သက်ခွန်အားတွေပါပေးတာအာဒါလေးစားစရာပဲဗျလေးစားစရာပဲကျွန်တော်လည်းအတွေ့အကြုံတစ်ခုရတာပေါ့ဗျဒီမမြင်ရတဲ့လူကို စကားတွေပြောပြီးစိတ်တက်ခွန်အားတွေပေးတာဟာအရန်အရန်ပီတိဖြစ်တယ်ဗျအထက်ကပြန်ပြောလိုက်တဲ့စကားစံကြားတာကိုကျွန်တော်ကအရန်ကိုပြော်သွားတာဒီလူရှင်သေးတယ်ဆိုစိတ်နဲ့ကျွန်တော်မတရားကြိုးစားပြီးခဲ့တာအဲအဲ့ညောကျွန်တော်နောက်ဆုံးကယ်ခဲ့တဲ့နှစ်ယောက်ပေါ့အဲအေဂျင်တာဟိုတယ်ကတော့အဲအဲ့ညောကတော့နေပြီးအေဂျင်တာဟိုတယ်ကနေတော့ရှင်သွားတယ်ပေါ့ဗျအဲ့ဒါတော့ဟို9ရက်6ရက်မှရှင်တယ်ဆိုတော့တော်တော်ကုသိုလ်ကံကောင်းတဲ့လူလူတွေပေါ့ဗျအဲ့ဒါတော့နောက်ဆုံးကယ်ခဲ့တဲ့လူနာပေါ့မြေပြင်အခြေအနေရပြောရင်တော့ ပြည့်စုံနေပြီတကယ်လှူခြင်းနဲ့ဆိုရင်ပြန်လဲထူထောင်ရေးကြရင်လှူပါဒီပြန်လဲထူထောင်ကြရင်ကိုသွတ်တစ်ချက်တက်နိုင်လားနှစ်ချက်တက်နိုင်လားဘီနဲ့လည်းတိတ်တက်နိုင်လားနှိမ့်တက်နိုင်လားအဲ့လိုမျိုးတွေချစ်တရောက်လှူပေးပါအဲ့လိုတော့ပြောခြင်းနေဗျအခုကဟိုကျွန်တော်တို့လှူလိုက်တဲ့ဟာတည့်ရစာပဲဗျကျွန်တော်ခေါ်သွားကြောက်ပေးလိုက်မယ်ဟိုငါတိတိုင်ပေးလိုက်မယ်ဆိုတော့လက်တလောစားလို့ရတဲ့ပစ္စည်းပဲအခုလက်တလောစားလို့ရတဲ့ပစ္စည်းတွေကအလုံးပြည့်စုံနေပါပြီတကယ်လို့လှူခြင်းနဲ့တန်းခြင်းနဲ့စိတ်ရှိလို့ရှိရင်ပြန်လဲထူထောင်ရေးမှာ လှူပေးကြပါအဲ့တော့ကျွန်တော်ဟိုအထူးချုပ်အာမင်းတို့ပြည်သူအားလုံး ਨੇ တိုက်တွန်းအကြံပြုရှင်ပါဗျတကယ်ကိုတက်နိုင်တော့ဘီလက်မြေတိတ်တက်နိုင်ဘီလက်မြေတိတ်လှူပေးပါသွတ်တစ်ချက်တက်နိုင်သွတ်တစ်ချက်လှူပေးပါတကယ်ပြန်လဲထူအောင်မှာတကယ်လိုလိုအပ်နေပါဘူး